ဲအမတ်တရားတွေကတော့အများကြီးရှိတာပေါ့ဘာလို့လဲဆိုတော့ကျမတို့ကဟိုပြန်ပွဲကိုရောက်တဲ့အခါကျတော့ဟိုတယောက်ကိုတယောက်ဟိုအိမ်အောင်ရှင်တွေကလေဟိုအိမ်မတူအိမ်အောင်ရှင်တွေညီမတွေအာလာရောက်ပြိုင်နေဆိုပေမဲ့ဟိုတယောက်ကိုတယောက်ပြိုင်မနေဘူးအချစ်ချစ်ငယ်ငယ်မဲနေနေကြတယ်ပြောပြောရှိရှိမဲနေကြတယ်ကိုလုံးရမဲ့အလုပ်ကိုပဲလုပ်တယ် င်ကျမဆိုလဲကိုကိုယ်တိုင်ပြန်ရမယ့်အလုပ်ကိုကျမချပြရမယ့်အလုပ်ကိုပဲကျမအကောင်းဆုံးပဲကျမကိုကျမပဲပြိုင်တယ်။သူများနဲ့မပြိုင်ဘူးဘယ်တော့မှသူများနဲ့မပြိုင်ဘူးကျမဒီနေ့အကောင်းဆုံးလုပ်တယ်။မနေ့ကကျမဒီနေ့ကပိုကောင်းအောင်ကျမမနေ့ကပိုကြိုးစားတယ်။ဆိုတော့ကျမအလုပ်ကိုပဲကျမအကောင်းဆုံးလုပ်တဲ့တကြောင်မလို့အမတ်တရားတွေကတော့မြောက်များစွာရှိတယ်။ဆိုတော့ဟိုဘာလို့လဲဆိုတော့ဆယ်ရက်ကျော်ကြီးတော့ပြန်ရတာလေ။ဆိုတော့ခုနကကျမစနေစင်ပေါ်မှာပြောရသလိုပဲအာကျမကိုကျမတို့တယောက်ကိုတယောက်အပြန်လဲကုညီကြတယ်။ မကိုရီးယားမင်းကလေးဆိုရင်သူတို့တဲလန့်တခြင်းမရှိဘူးအမကူညီပေးလိုက်တယ်အမအိန္ဒိယဆိုရင်လည်းသူတို့မျိုးသူတို့ဟိုပစ္စည်းတွေအာလိုအပ်ချက်ရှိတယ်ဟိုကအမြက်ကမန်အိန္ဒိယအဆုံးမဆုံးပဲသူတို့ဟိုဟိုကတကယ်တကယ်တကယ်ဆိုတာဒါကြီးကျမတို့အကုန်လုံးကူညီတယ်ဒီလိုမျိုးတွေအစတော့ဟိုထောက်ပြောလို့အစီမပြေဘူးကူညီလို့ရတာပေါ့နော်ဆိုတော့တော်တော်များများကိုတော့ကျမတို့ဟိုစစ်စစ်ခင်ခင်နဲ့ရှင်ပြိုင်ခဲ့တယ်ဟိုအမတ်တရားကပန်ထရာပြင်မဝတ်စုံတိုင်ပြိုင်ခံနေတော့ ဖက်နဲ့ကြီးပြက်သွားတာအဲ့ဒါတော့တကယ်အမှတ်တရပဲဖက်နဲ့လျှောက်ခံနေစတဲ့စင်ပေါ်တက်ခံနေကြမှာသူကလေဟို round နဲ့ round နဲ့လျှောက်ရတာကျမနံပါတ်5 round မှာဆိုတော့နံပါတ်1ကထွက်နေပြီခိုးနဲ့ရောက်ခံနေစိတ်တွေပူနေတာဖက်နဲ့ကပြက်ရင်လဲကျမဒီဖက်တဲ့အတိုင်းပဲကျမရအောင်လျှောက်ရမယ်ဆိုတော့အနေထားတော့ဟိုစိတ်ကို ready လုပ်တာ prepare လုပ်နေရတာမြတ်ဒီနေတော့မရမကတွေ့ခဲ့တယ်။ဒီမှာနိုင်ငံဆိုဘယ်နေရာလဲကိုသူကမသိတာ။အသိတဲ့နိုင်ငံတွေကများတယ်။ညာ ဆိုင်ရင်မြန်မာတို့ပြောရင်တော့သူတို့ဖိနှိပ်နိုင်နေတယ်အဲ့လိုမျိုးတွေမေးတယ်ဟိုကျမတို့နဲ့အနည်းဆုံးဖြစ်တဲ့ထိုင်းနိုင်ငံကိုကျတော့သူတို့သိတယ်။အဲဆိုတော့ကျမတို့ကဟိုထိုင်းရဲ့ဘေးအိန္ဒိယချင်းမှာအိန္ဒိယရဲ့အိန္ဒိယချင်းမှာဒါအိန္ဒိယကိုလည်းသိတယ်ထိုင်းကိုလည်းသိတယ်ချိုင်းနာချိုင်းနာအဲ့လိုမျိုးချိုင်းနာမှာလာရောက်ရှင်နိုင်တယ်ဆိုပေမဲ့ဟိုတချို့နိုင်ငံကြီးတွေကမြန်မာကိုမသိဘူး။ဒါပေမဲ့ကျမတို့ရဲ့ကျမရဲ့ ောင်ချက်တင်နေမြမဆိုတော့ကိုလူတော်တော်များများသတိထားမိရဲ့ဘာလို့ဆိုခုနကကျွန်မ stage မှာပြောခဲ့သလိုပဲကျွန်မ crown သူများတဲ့ crown ဆောင်တဲ့အချိန်မှာအာကျွန်မ crown မဆောင်ဘူးတောင်းရင်တို့လေးကိုတောင်းတောင်းမပန်သွားရဲသူတို့ကအဲ့ပထမနေ့တည်းကကျွန်မသတိထားမိရဲ့ကျွန်မလူတွေအကုန်လုံးခေါင်းပေါ်မှာ crown ကိုနိုင်ငံကိုစားပြုတွေကမြန်မာနိုင်ငံကိုစားပြုဆိုမြန်မာပြည်ကပေးလိုက်တဲ့ crown ရှိရဲ့လေအာဥမာသူတို့နိုင်ငံပေးလိုက်တဲ့ crown တွေအကုန်လုံးဆောင်းတဲ့အချိန်မှာကျွန်မတောင်းဆောင်တာရဲဆိုတော့လေ ရန်ကို attention ကြတဲ့ရန်ကို attraction ရှိတယ်ဆိုတော့အဲ့ကလေးကတော့သဘောသိသွားတယ်။နောက်နေ့နေမှာလဲကျမမြန်မာအင်ဂျင်လေးတွေဝတ်တယ်။အာဓာတ်ဝတ်စုံတွေဝတ်တယ်။ဟိုဆိုတော့အဲ့ဒီမှာဘယ်လိုလဲကျမဓာတ်ပုံရိုက်ကိုပေါ်စရာမလိုတဲ့အဖြစ်ကိုမြန်မာအာငါနေနဲ့ဓာတ်ပုံရိုက်ချင်တယ်အဲ့လိုမျိုးကိုပြောယူရတဲ့အဖြစ်ကိုတို့ကသတိထားမိလားလားကျမကိုလေဆိုတော့အဓိကကလေဟိုကျမတို့ကခြားပြတာလေဆိုတော့ကျမရဲ့အမှုပညာဟိုတိုင်ပွဲမှာကျမအကောင်းဆုံးပဲလုပ်ပေးတယ် တော့လေညီမတို့တို့သတိထားမိလာတယ်ပေါ့နော်အခုလိုမျိုးသတိထားမိရဲ့ကြားထဲမှာမှဟိုတိုက်ပွဲကိုမရောက်ခင်အားလုံးကညီမကိုချစ်တယ်ချစ်တဲ့တို့ကြောင့်သူကခရောင်းကိုညီမရမှာသိချတယ်အဲ့လိုမျိုးပြောနေရအဲ့ညီမလည်းမယုံကြည်ရဘူးလေနော်ဒါပေမဲ့တကယ်ကိုညီမပြည်အတွက်ကိုခရောင်းဝင်နာလို့လည်းကြော်ညာလိုက်ပေါ့အားလုံးရဲ့ဟိုစိတ်ထဲမှာဟိုအားလုံးနိုင်ငံအသီးသီးရော မီဒီယာတွေအသီးသီးရောညီမဆိုတော့ကိုအာသတိထားမိပြီးတော့ဟို ဘယ်လိုပြောမလဲ attention ကမြန်မာနိုင်ငံကိုအားလုံးတိသွားတယ်ပေါ့နော်ဟုတ်